နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကိုရာနှုန်းပြည့်ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကဝန်ခံလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့၁၀နှစ်ပြည့် NCA နှစ်ပတ်လည်အခမ်းအနားမှာအကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကအခုလိုပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့ကစတင်ပြီးတော့ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမှာဖြစ်ကြောင်း ဒါပေမဲ့ရွေးကောက်ပွဲကိုယာနှုံးဖြင့်ကျင်းပနိုင်တော့မှာမဟုတ်ကြောင်းပထမအဆင့်အနေနဲ့မြို့နယ်ပေါင်း၁၀၂မြို့နယ်မှာရွေးကောက်ပွဲပြုလုပ်ကျင်းပမှာဖြစ်ပြီးတော့ဒုတိယအဆင့်မှာမြို့နယ်ပေါင်း၁၀၀မှာရွေးကောက်ပွဲပြုလုပ်မှာဖြစ်တယ်လို့သိရပါဗျာ တတိယအဆင့်မှာတော့ကြံရှိနေတဲ့မြို့နယ်များမှာရွေးကောက်ပွဲပြုလုပ်မှာဖြစ်တယ်လို့မင်းအွန်လိုင်းကပြောပါတယ်။ရာနှုန်းပြေမရဘူးဆိုတာကျွန်တော်ကြိုတင်ဝန်ခံထားပါတယ်။ရာနှုန်းပြေကတော့ရွေးကောက်ပွဲ၃ရက်စလုံးမှာလဲရာနှုန်းပြေမလုံနိုင်ခဲ့ပါဘူး။အချောင်းမျိုးမျိုးကြောင့်မလုံနိုင်တဲ့ရွေးကောက်ပွဲကိုလည်းနောင်လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကကြားဖြတ်ရွေးကောက်ပွဲကိုဖြည့်ဆည်းပြီးတော့မှအားလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့စဉ်းစားထားတယ်ဆိုတာကိုလည်းပြောချင်ပါတယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်။လက်ရှိရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီက60လေလောင်း9000ကျော်က စီးရင်ပေးသွင်းထားပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့6ပါတီကရှင်ပြိုင်မှာဖြစ်ကအဲ့ဒီပါတီတွေမှာကျပ်ဖို့ပါတီကကိုယ်စားလှယ်အရေးအတွက်တထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ